ားလုံးနဲ့မင်္ဂလာပါ။ April 26ရက်ဥပုသ်တော်နေ့မှာကျွန်တော်တို့အားလုံးနားဆင်ပြီးတော့ခွန်အားယူရမယ်။ကမ္ဘာ့ရဲ့ဝိသနာတည်ခေါင်းစဉ်ကတော့အကျဉ်းသားတွေကိုလွတ်မြောက်စေတဲ့ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုရေးသားပြဖို့ထားတဲ့သူကတော့လွန်ခဲ့တဲ့အပတ်ကရဲ့ဝိသနာတည်ခေါင်းကိုရေးသားပြဖို့ခဲ့တဲ့ Renato ဆိုတဲ့ အမျိုးသားတူပဲဖြစ်ပါတယ်သူကတော့ထိုင်းနိုင်ငံမှာနေထိုင်ပါတယ်ရနဒိုအနေနဲ့တောက်ကြနေညတညမှာမနေ့ပြန်ဆိုရင်သူ့ရဲ့38နှစ်ပြည့်မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့သူပြင်ဆင်ထားတဲ့တရားဟောချက်တွေကိုသူပြန်လည်စစ်ဆေးခဲ့ပါတယ်ဘရာဇီးနိုင်ငံသားဖြစ်တဲ့ဒီရနဒိုဟာဆိုရင်ယူရန်နိုင်ငံမှာသာသနာပြုသူတူအနေနဲ့အမှုတော်ဆောင်တာဆိုရင်ပထမနှစ်ဝက်ကိုရောက်ရှိခဲ့ပြီးတော့သူ့ရဲ့မွေးနေ့အတွက်တရားဟောရမလားဆိုပြီးတော့ဖတ်စတာကိုမေးခဲ့ပါတယ်။သူကဘလို့မေးခဲ့တယ်လဲဆိုရင် အခုကျွန်တော်ကကျွန်တော်ရဲ့အိမ်နဲ့အဝေးကြီးနေရာကိုရောက်နေပါတယ်။ကျွန်တော်ရဲ့မွေးနေ့မှာဘာလို့ရမှန်းကျွန်တော်မသိဘူး။ကျေးဇူးပြုပြီးကျွန်တော်တရားဟောပါရစေ။ဒီနီးလန်းနဲ့ပဲကျွန်တော်ရဲ့မွေးနေ့ကိုကျင်းပချင်ပါတယ်ဆိုပြီးတော့သူကဖာစတာကိုပြောခဲ့ပါတယ်။ဒါပေမဲ့ရနဒိုကတရားဟောချက်လေ့လာနေရင်လည်းဘရာဇီးနိုင်ငံကတော့မှအမေရိကန်ဒူရီဇန်သာသနာအဖွဲ့ချုပ်ကနေပြီးတော့သူ့ကိုဖုန်းခေါ်ခဲ့ပါတယ်။ရနဒိုရဲ့မွေးနေ့အတွက်ဖခင်သခင်က အခြားအစီအစဉ်ကရှိနေတယ်လို့ပါပဲ ဘလို့ပြောလာလဲဆိုရင်တင့်အနေနဲ့ဘန်ကောက်လေယာဉ်ပွင့်ကိုသွားလို့ရမလားဟိုမှာအရင်ကမျောလင့်ချင်းအတင်းသားတူဖြစ်ခဲ့တဲ့ဒီအတင်းသားတူဟာဆိုလို့ချင်းရင်မွေးရည်ဆေးဝါးကုန်ကူးမှုကြောင့်အဖန်ခံနေရတယ်ဆိုပြီးတော့တောင်အမေရိကန်ဒေဝီဇန်ညွှန်ကြားရေးမှူးတူကဆိုရင်ရန်နတိုကိုဖုန်းခေါ်ခဲ့ပါတယ် ဒီချိန်မှာဆိုလို့ရှိရင် Renato ရဲ့နှလုံးသားကိုဒီဖုန်းခေါ်ဆိုမှုအတန်ကထိတွေ့ခဲ့ပါတယ်။မြူရီးယားနိုင်ငံနဲ့ဘရာဇီးနိုင်ငံဟာအရန်ဝေးကွာပြီးတော့ဘရာဇီးနိုင်ငံသားအသင်းတော်ခေါင်းဆောင်တူအဖမ်းခံရမှုတွေအရန်ကိုသူကစိုးရိမ်မိခဲ့ပါတယ်။ဒီအဖမ်းခံရတဲ့ယောက်ျားလေးစီကိုသွားလဲဖို့အတွက်ကျွန်တော်တို့လိုအပ်နေပါတယ်။သူ့ကိုစာအုပ်တအုပ်လည်းပေးဖို့လိုအပ်ပါလိမ့်မယ်။သူ့ကိုဖက်ဖို့အတွက်ကျွန်တို့အနေနဲ့တစုံတူကိုလိုအပ်နေပါတယ်ဆိုပြီးတော့ညွှန်ကြားရင်းမှုကရန်နတိုကိုပြောခဲ့ပါတယ် ဘရန်ဒန်တို့အနေနဲ့သူဟာဒီတရားဟောချက်ကိုထားခဲ့ပြီးတော့လေယာဉ်ကွင်းကိုသွားခဲ့ပါတယ်။သူဟာဆိုရင်ထိုင်းနိုင်ငံရဲ့ ဘာသာစကားမကျန်းခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာရှိတဲ့ရဲတွေနဲ့စကားပြောရင်ခက်ခဲမှာဘူးသူအရင်ဆိုရင်နေခဲ့တယ်။လင်ယူကွေးမှာသူရောက်လာတဲ့အခါမှာဆိုရင်သူဟာရောက်လာတာနောက်ကျနေပြီအဲ့ဒီလူငယ်ကိုတခြားနေရာမှာလွှဲလိုက်ပါပြီဆိုပြီးတော့အရာရှိတွေကပြောခဲ့ပါတယ်။သူအနေနဲ့လင်ယူကွေးမှာဘာမှလုပ်လို့မရခဲ့ပါဘူး။ရဲတပ်တစ်ပတ်ကြတဲ့အခါမှာရနန်ဒိုအနေနဲ့အခြားဖုန်းခေါ်ဆောင်မှုတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ဘရာဇီးနိုင်ငံကလူငယ်ရဲ့ရှေ့နေက ဖုန်းခေါ်ခဲ့တာပဲဖြစ်ပါတယ်။ သူမအနေနဲ့ဒီအမှုတွေဟာဗန်ကောက်မြို့နဲ့မဝေးလာတဲ့အချင်းထောင်မှာရှိနေတဲ့အတွက်တွားရောက်လဲပတ်ဖို့ရန်အတွက်သူ့ကိုတောင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာရန်ဒူဟာအချင်းထောင်ကိုတွားရောက်လဲပတ်ခဲ့ပါတယ်။တခါတလေမှာဆိုရင်ဒီလူငယ်ဟာအစားအစာတွေကို လိုအပ်ပါတယ်။ထိုင်းနိုင်ငံမှာဆိုရင် ဝက်သားနဲ့ပင်လယ်စာတွေဟာအရန်ကိုနှက်မဲ့ကြီးပြီးတော့ထောင်ထဲမှာလည်းဒီဝက်သားနဲ့ပင်လယ်စာတွေကိုခဏခဏကျွေးပါတယ်။ အဲ့ဒီလူငယ်အနေနဲ့မတန့်ရှင်းတဲ့ဒီအစားအစာတွေကိုသူမစားခဲ့ပါဘူးဒီဖန်ဆီးခံရတဲ့လူငယ်လေးရဲ့အမေဟာဆိုရင်လေရန်နီတိုကိုဖုန်းခေါ်ပြီးတော့ရန်နီတိုအနေနဲ့အချင်းထောင်ကိုသွားတဲ့ခါမှာယူသွားမယ့်အစာတွေကိုပြောပြပြီးတော့သူတို့နှစ်ဦးကအစားအစာတွေကိုပြင်ဆင်ခဲ့ပါတယ်လူငယ်အနေနဲ့ကြီးမားတဲ့အမားကိုလှုပ်ခဲ့ကြောင်းရန်နီတိုစီမှာဝန်ခံခဲ့ပြီးတော့ဖျားသခင်စီမှာသူ့ရဲ့အသက်တာကိုစက္ကန့်အနှံ့ချင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်သူတို့နှစ်ဦးဟာဆိုရင်သခင်ဖျားနဲ့သူ့ရဲ့မြင့်တာကြောင့်ကိုဆွေးနွေးခဲ့ကြပါတယ် နောက်မှကြခဲ့မှာဆိုရင်လူငယ်ရဲ့ရှေ့နေအနေနဲ့ထိုင်းချင်းထောင်ကသူ့ရဲ့အခြားအမှုတွေတူဖြစ်တဲ့ဘရာဇီးနိုင်ငံသားတူစီမှာသွားရောက်လက်ပတ်ဖို့ရန်အတွက်ရနဒိုကိုတောင်းဆိုခဲ့ပါတယ်။ဒါကြောင့်မို့ထိုင်းနိုင်ငံမှာရှိတဲ့ကျောင်းသားအယောက်တရာရှိတဲ့လေးထဲမှာစတင်မှုရောက်လာတဲ့ဒီရနဒိုဟာဆိုရင်ထိုင်းအချင်းထောင်ကဘရာဇီးနိုင်ငံသားနှစ်ဦးအတွက်သာသနာပြုဆရာတူလဲဖြစ်လာခဲ့ပါတယ်။ယနေ့မှာဆိုရင်ရနဒိုအနေနဲ့ ဲ့ဒီအမျိုးသားနှုတ်ဦးစီမှာလှတိုင်းတွားရောက်လက်ပတ်ခဲ့ပြီးတော့သခင်ဖျားကအခွင့်ခါပေးမယ်ဆိုရင် အခြားသူတို့နဲ့အတူနေထိုင်တဲ့နိုင်ငံခြားသားတွေကိုတွားတွေ့ဆုံဖို့သူကအစဉ်သင့်ဖြစ်နေပါတယ်။သူတို့ရဲ့နှလုံးသားတွေပြောင်းလဲဖို့ကျွန်တော်ဆုတောင်းနေပါတယ်။အနာဂတ်မှာအဲ့ဒီဆုတောင်းမှုတွေရဲ့ရလဒ်ကိုကျွန်တော်တို့တွေ့ရမှာပါဆိုပြီးတော့ရနန်ဒိုကပြောခဲ့ပါတယ်။ ရန်နီတိုအနေနဲ့တက္ကပါလုံးဆိုင်ရာအတင်းသားတွေရှိမှဆွတောင်းမှုအပြင်သူနဲ့တူပေါင်းဖို့ရန်အတွက်တောင်းဆိုထားပါတယ်။အဲဒီယောက်ျားနှုတ်အတွက်ဆွတောင်းပေးကြပြီးတော့ထိုင်းနိုင်ငံအချင်းထောင်ကနိုင်ငံခြားသားတွေအတွက်လည်းဆွတောင်းပေးကြပါ။သူတို့အနေနဲ့ဖယားသခင်နဲ့တွေ့ခွင့်ရမယ်ဆိုရင်အင်မတန်အကျိုးရှိပါလိမ့်မယ်ဆိုပြီးတော့ရန်နီတိုကပြောထားပါတယ်။အပြည့်ရဲ့ဝန်ထုံးနဲ့စိတ်ဆွေးလန်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့လူတွေအပါအဝင်ထိုင်းနိုင်ငံနဲ့ကမ္ဘာတဝန်းမှာရှိတဲ့အကျဉ်းသားတွေအတွက်ဆုတောင်းပေးကြပါ Renato လိုပဲအကျဉ်းသားတွေကိုအပြစ်မှလွတ်မြောက်ဖို့ယင်ယေရှုအသေခံခြင်းနဲ့သတင်းကောင်းကိုဟောကြားသက်သေခံနေတဲ့မျော်လင့်ခြင်းသာသနာပြုတွေအတွက်လည်းဆုတောင်းပေးကြပါယူရီးယားနိုင်ငံအပါအဝင်တောင်ပိုင်းအာရှပစိဖိတ်ဒီဗီဇန်မှာကဲတင်ချင်းသတင်းစကားပြန့်နှံ့စေဖို့အတွက်ထောက်ပံ့ကူညီမဲ့တင်လို့ရ73ဘတ်ဥပဒေနဲ့အလူငွေအတွက်အထူးပဲကျေးဇူးတင်ပါတယ် ဒီတစ်ပတ်ကမ္ဘာ့ရွေးသားသနာတင်ကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကြားနာတဲ့အရောက်ချင်းစီတိုင်းပေါ်မှာဖျက်သခင်ကောင်းကြီးဆက်ပေးပါစေ။